လူသားတိုင်းရဲ့စိတ်ပိုင်းဆိုင်ရာကိုအစစ်မြင့်တင်ဖို့လိုအပ်တာကြောင့်နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးမယ်ဆိုတဲ့လူတွေကိုသတိသာချတော့လို့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကဘကိုးမြို့ရွှေမော်ရော့စီဒီအနောက်မှာဇန်နဝါရီ3ရက်နေ့ကတတိပေးလိုက်ပါတယ်။နိုင်ငံရေးနားမလည်သူတွေလုံနေတဲ့နိုင်ငံရေးအကြောင်းသူပါပြောသွားတယ်လေ။ဒီမိုကရေစီဆိုတာလွတ်လပ်မှုနဲ့လုံခြုံမှုနှစ်ခုကိုချင်းဝင်ရှာညီမျှအောင်ထိန်းညှိပေးတဲ့စနစ်ဖြစ်တာကြောင့်တချို့ကလုံခြုံရေးကိုအကြောင်းပြပြီးလူမှုရဲ့လွတ်လပ်မှုကိုပိတ်ပင်နေသလို တချို့ကလည်းလွတ်လပ်မှုကိုအကြောင်းပြပြီးပြည်သူကိုထိခိုက်အောင်လုပ်ချင်နေကြတယ်လို့ဗိုလ်ချုပ်အောင်ဆန်းရာပြည့်မွေးနေ့အထိမ်းအမှတ်ဟောပြောပွဲမှာ Nobel ငင်းကြံရေးဆုရှင်ကပြောခဲ့ပါတယ်။ Democracy ဆိုတာလွတ်လပ်မှုနဲ့လုံခြုံမှုကြားထဲမှာချိန်ခွေရှာမြေမြအောင်လို့ထားတဲ့စနစ်ပဲလို့။ဘာဖြစ်လို့ဒီမှာဒီလိုပြောရလဲဆိုတော့တချို့တွေကလုံခြုံမှုကိုအကြောင်းပြပြီးတော့ပြည်သူလူထုတွေရဲ့အခွင့်အရေးတွေကိုကပ်ပတ်ကြတယ်။ချုပ်ချယ်ကြတယ်။ တချို့ကလည်းမွလောင်မှုကိုအကြောင်းပြပြီးတော့ပြည်သူလူထုကိုရဲ့လုံခြုံမှုကိုထိခိုက်စေမဲ့အပြုအမူတွေကိုပြုလုပ်ကြတယ်ဒီနှစ်ခုစလုံးဟာအရေးကြီးတယ်လုံခြုံမှုရောလွတ်လပ်မှုရောဒီနိုင်ငံအတွက်စုတစ်ခုတည်းတောင်းမှာဘယ်လိုစုတောင်းမလဲဆိုလို့ရှိရင်ကျမတို့ရဲ့ပြည်သူပြည်သားတွေဟာအစ်စ်မြင့်တဲ့လူသားတွေဖြစ်ဖို့ပဲဒီစုတစ်ခုပဲကျမတောင်းမယ်တစ်ခုလည်းပဲပြင်မယ်ဆိုအဲ့ဒါနဲ့ကိုအားလုံးလုံလောက် ဖေဗူရီ13ရက်နေ့မှာကြာရောက်မဲ့ဘိုးကျောင်းအောင်ဆန်းနှစ်တရာပြည့်မွေးနေ့အဖြစ်ဘကိုးရွှေမိုရောစီရီတော်အနောက်ဖက်မြို့ကဗုဒ္ဓအတန်ဓမ္မဗိမာန်ဝင်းထဲမှာလူလူဟောပြောပွဲကျင်းပခဲ့ရမှာပြည်သက်ထောင်ပေါင်းများစွာတက်ရောက်ခဲ့ပါတယ်မြန်မာပြည်မှာနိုင်ငံရေးဝန်နိုင်ငံရေးသမားတွေကပဲနားလည်ရမယ်လို့ခန့်ယူထားကြပြီးတကယ်တမ်းမှာတော့နိုင်ငံရေးနားမလည်ပဲနိုင်ငံရေးလုံနေသူတွေကြောင့်အခက်တွေ့နေတာလို့လူလူခေါင်းဆောင်ကပြောပါတယ်လေးငါးနဲ့တစ်ချိန်ကျင်းပတဲ့ရွေးကောက်ပွဲတွေမှာပြည်သူကအစိုးရတာဝန်ကျေလားမကျေလားဆုံးဖြတ်ရမှာဖြစ်ပြီး ခေါင်းဆောင်ဘလောက်ပြောင်းပြောင်းပြည်သူတွေကောင်းရင်နိုင်ငံဘာမှမဖြစ်နိုင်တာမို့နိုင်ငံရေးမလုပ်တတ်ဘူးလို့အော်နေမဲ့အစားနိုင်ငံအကျိုးပြုမဲ့အာဇာနည်တွေပေါ်အောင်လုပ်တာအရေးပါဆုံးနိုင်ငံရေးပါပဲလို့ဆိုပါတယ်ဆိုတော့ကျွန်တော်ဆိုရင်တချို့ခက်ခါပြရတယ်ပြည်သူတွေကကျွန်တော်ကတော့နိုင်ငံရေးနားမလဲဘူးကျမကတော့နိုင်ငံရေးနားမလဲဘူးဆိုတော့နိုင်ငံရေးသမားတွေကပဲနိုင်ငံရေးနားလဲရမလို့လို့ဖြစ်နေတယ်တကယ်ပြဿနာနိုင်ငံရေးနားမလဲဘဲနဲ့နိုင်ငံရေးလုပ်နေတဲ့လူတွေကြောင့်လားပြဿနာဖြစ်တာပါဒီမိုကရေစီနိုင်ငံတွေမှာ လေး၅၅နှစ်မှတစ်ချိန်ပြည်သူလူထုရဲ့ဆုံးဖြတ်မှုကိုရယူပါတယ်ပြောရမယ်ဆိုရင်ရွေးကောက်ပွဲကျင်းပတယ်ပေါ့ရွေးကောက်ပွဲကျင်းပတယ်ဆိုတော့ဘာလဲရွေးကောက်ပွဲဆိုတာပြည်သူလူထုအနေနဲ့အစိုးရအဖွဲ့ပေါ်မှာဆုံးဖြတ်ချက်ချတဲ့အစ္စရာဖြစ်ပါတယ်အစိုးရအဖွဲ့တူကတာဝန်ကျေရလားနောက်ပို့ပြီးတော့တာဝန်ကျေတဲ့အစိုးရအဖွဲ့တစ်ခုခတ်အပ်တင်တယ်လားဒါကိုပြည်သူကနေပြီးတော့ဆုံးဖြတ်ချက်ပေးတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဟာဘကိုးရွှေမိုရော့စီဒီကိုဝင်ရောက်ဖူးမြော်ခဲ့သလိုတိုင်းပါတီဝင်တွေနဲ့လည်းတီးတန့်တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဘကိုးဒေသခံလူလူနဲ့ခောက်ခံသူတွေကိုတွေ့ဆုံခဲ့ပါတယ်။သူတို့ပါတီအနေနဲ့ပြည်သူတွေလိုအပ်ချက်ကိုဖြည့်ဆည်းပေးမယ်လို့ကတိမပေးခဲ့ပဲပြည်သူတွေကိုယ့်လိုအပ်ချက်ကိုကိုယ်တိုင်ဖြည့်ဆည်းပေးနိုင်မယ်အခွင့်အရေးကိုပဲပေးမယ်လို့ပြောခဲ့တဲ့အကြောင်းဒီနိုင်ငံဖွံ့ဖြိုးဖို့ဆိုရင်ပြည်သူတွေကိုဒီမိုကရေစီပေးဖို့လိုပြီးဒီခွင့်ရင်းနဲ့အတူတောင်းပန်လဲရှိတာကြောင့် မြန်မာပြည်သူတွေကဒီမိုကရေစီအခွင့်အရေးနဲ့တာဝန်ကိုကျေပွန်မယ်လို့ယုံကြည်တာမို့ဒီမိုကရေစီနဲ့တန်ကိုတန်ပါတယ်လို့ပြောပါတယ်အဲ့တော့ကျမတို့နိုင်ငံမှာဒီမိုကရေစီဖွံ့ဖြိုးဖို့ဆိုလို့ရှိရင်ပြည်သူလူထုကိုဒီမိုကရေစီအခွင့်အရေးတွေပေးဖို့လိုတယ်အခွင့်အရေးနဲ့တာဝန်ဆိုတာခွဲခြားလို့မရပါဘူးဒါကျမကလည်းပြည်သူများဟာဒီတာဝန်ကိုကျေပွန်နိုင်မယ်လို့ယုံကြည်ပါတယ်ဒါကြောင့် ဒီမိုကရေစီနဲ့ကျမတို့ရဲ့နိုင်ငံဟာတောင်းကိုတန်တယ်လို့ကျမဒီတိုင်းပဲခံယူတယ်။ပြည်သူများအနေနဲ့ဒီမိုကရေစီနဲ့ထိုက်တန်တယ်ဆိုတော့ပြဖို့အတွက်ဒီမိုကရေစီရယူနိုင်ဖို့အတွက်ဆိုရင်ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေဟာနိုင်ငံရေးအရမှန်တယ်ဆိုတော့ပြဖို့လိုပါတယ်